ပင်မင်္ဂလာပါချင်းရီဒီယိုအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့2025ခုနှစ်မတ်လ25ရက်နေ့အတွက်ခုံနုံချင်းရီဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့ဆက်ပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အာနာသိန်းစစ်ကောင်စီအဖွဲ့ဝင်ချင်းနိုင်ငံရေးသမားဒေါက်တာမုထောင်ပိုင်ဆိုင်မှုတွေကို CDF ထန်တလန်အပြေးပိုင်တင်စေလိုက်တဲ့သတင်းနန်းခါရွာ CDM ဆရာဝန်မိသားစုတည်ဆုံမှုဖြစ်စဉ်အတွက်ဝန်내ချင်းတပိတ်ပြုတ်လုတဲ့တဲ့ အမ်ပရန်ဂျာအရှုချင်းကျွာကနေရဆုံကစပေးချောင်းတို့၃ထောင်ကျော်အကူငွေလိုအပ်နေတဲ့တရင်နဲ့ဒိဋ္ဌိမျိုးကတိုးတက်ချက်တူလက်နဲ့ခဲရနဲ့အတူ PDF ဆိုလန်ထံအလင်းဝင်စတဲ့တရင်တွေကိုတင်ဆက်ပေးသွားပါမယ်။အခုအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အာနာသိန်းစကောင်စီအဖွဲ့ဝင်ဒေါက်တာမုထောင်ရဲ့ CDF ထန်တလန်ထိန်းချုပ်နေနေတဲ့ကပိုင်ဆိုင်မှုအားလုံးကိုအပြီးပိုင်သိမ်းဆည်းလိုက်ပြီးဖြစ်တယ်လို့ CDF ထန်တလန်ကအမိန့်ပြန်လန်းထုတ်ပြန်လိုက်ပါတယ်။ တဒလမြုတ်နယ်ကဒေသခံတဦးဖြစ်တဲ့ဒေါက်တာမို့ထန်ဟာမတရားအာဏာသိမ်းထားသည့်တာမကထန်တလမြုတ်တစ်ခုလုံးကိုမိရှုဖျက်ဆီးနေတဲ့စစ်ကောင်စီကိုအားပေးသူဖြစ်ပြီးစစ်တပ်ရဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တဦးအဖြစ်ဆောင်ရွက်နေတာကြောင့်တင်းစေးချင်းဖြစ်တယ်လို့မလ24ရက်နေ့ရမန်နေ့ကချင်းကာကွယ်တပ်ဖွဲ့ကထုတ်ပြန်လိုက်တာပါ။ ဒီလိုသူ့ပိုင်ဆိုင်မှုတွေကိုတင်စေရတာကအာနာမသိန်းခင်ကဒေါက်တာမှုထံဟာချင်းပြည်နယ်အတွက်နိုင်ငံရေးသမားအဖြစ်လုပ်ခဲ့တာတွေရှိပါတယ်ချင်းပြည်သူအတွက်သူစ조사ဆောင်ရွက်ခဲ့တာတွေအများအပြားရှိခဲ့ပါတယ်သူကဆီယဝင်တူအိုးလည်းဖြစ်တော့ထန်တလန်ပြည်သူတွေရဲ့ကျမ်းမာရေးအတွက်အားကိုးရတဲ့သူတူအိုးလည်းဖြစ်ပါတယ်ဒါပေမဲ့ဘူချုံမိုးကြီးမင်းအောင်လိုက်အာနာသိန်းပြီးတော့သူကစစ်ကောင်စီမှာထဲထဲဝင်ဝင်လုပ်တာတွေထင်ရှားတော့သူ့ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုကန့်ကွက်တဲ့အနေနဲ့တင်စေတာဖြစ်ပါတယ် ဒီလိုသိမ်းဆည်းလိုက်ရတာကသူ့ကိုမုန်းလို့လဲဆောင်ရွက်တောင်မဟုတ်ပါဘူး။သူ့ရဲ့လှုပ်ရှားဆောင်ရွက်မှုတွေကိုစန့်ကျင်တာဖြစ်ပါတယ်လို့ CDF ထန်တလိုင်းရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ဒေါက်တာမှုထန်ဟာပြည်သူလူထုအပေါ်ရက်ဆက်ချမ်းကြောက်စွာအကောင့်အထည်ဖို့ဆောင်ရွက်တဲ့လုပ်ငန်းတွေမှာတက်တက်ကြွကြွပါဝင်သူဖြစ်တယ်လို့ CDF ထန်တလိုင်းကထုတ်ပြန်ပါတယ်။ စီရက်ထန်တလန်အဖွဲ့ရဲ့ထိန်းချုပ်နယ်မြေအတွင်ရှိဒေါက်တာမှုထောင်ရဲ့အိမ်ချမ်းမြေအလုံးကိုလက်ရှိတော်လှန်ရေးကာလအတွင်းပြည်သူလူထုကိုစားစီရက်ထန်တလန်ကောင်ဆယ်ကအပြီးပိုင်တင်စေပြီးလိုအပ်သလိုဆက်လက်အကင်တိုင်းသွားမယ်လို့သိရပါတယ်အဲ့ဒီပြည့်စည်တွေကိုအစ်စ်တက်လာမယ်အစိုးရထံကိုထပ်မံလွှဲအပ်မယ်လို့အမိန့်ပြန်တမ်းမှာဖော်ပြထားပါတယ် အာနာမသိမ့်မီကဒေါက်တာမှုထောင်မိသားစုနဲ့နေထိုင်ခဲ့တဲ့ထန်တလန်မြို့ပေါ်အိမ်နဲ့ခြံအိမ်မြေကွက်နှစ်ခုနဲ့အစဲအဲကဝင်းကျင်ရှိစိုက်ပျိုးရေးခြံနှစ်ခြံတို့ကိုတင်စေခြင်းဖြစ်တယ်လို့သိရပါတယ်သိသိထားတဲ့ပိုင်းဆိုင်မှုပစ္စည်းတွေဟာ၎င်းရဲ့မိသားစုဝင်တွေဆွေမျိုးတွေနဲ့သက်ဆိုင်မှုမရှိဘဲဒေါက်တာမုထံအမေပေါ့ပိုင်းဆိုင်မှုများကိုသာတင်စေခြင်းဖြစ်တယ်လို့ CDF ထန်တလန်ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ် ထန်ဒလန်မြို့ကိုပြည်သူများပြန်လည်အခြေချနိုင်ရင်ထန်ဒလန်မြို့ကိုအပိသက်သိမ်းနိုင်ရဲ့အတွက်စစ်ကောင်စီနဲ့တိုက်ပွဲတွေမှာချင်းခါခွဲရေးရဲဘော်အများအပြားနဲ့အသက်ပေးဆက်ထားရတယ်လို့ CDF ထန်ဒလန်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်ထန်ဒလန်မြို့ပေါ်မှာနေအိမ်အလုံးကြီးပါစစ်ကောင်စီတရေမီရှုဖြက်စီးမှုကိုခံထားရပြီးတော့တော်လှန်ရေးရဲဘော်အများပြားကြာဆုံးချိန်မှာလဲဒေါက်တာမှုထံဟာစစ်ကောင်စီအဖွဲ့ဝင်အဖြစ်လှုပ်ရှားဆောင်ရွက်နေစေဖြစ်တယ်လို့လည်းသူကစစ်ပြောပါရီ ထန်တလာမြုပ်နယ်ကြောင်ချားရွာသားဖြစ်တဲ့မန္တလေးစစ်တကသူကျောင်းစင်ဒေါက်တာမှုထောင်ဟာ1990ခုနှစ်ရွေးကောက်ပွဲမှာထန်တလာမဲဆာနာနယ်မှာတတိပုဂ္ဂလအမတ်အဖြစ်ရွေးချယ်ခန်းအနိုင်ရရှိခဲ့ပါတယ်2010နဲ့2015ခုနှစ်တွင်မှလည်းထန်တလန်မြို့နယ်မင်းဆန္ဒနယ်မြေမှာစန့်ခိုင်ရေးပါတီ USDP ကနေရွေးကောက်ခံအနိုင်ရရှိခဲ့ပြီးတော့ထင်ရှားတဲ့ချင်းလိုမျိုးနိုင်ငံရေးသမားဆီယောင်းဝန်တို့လည်းဖြစ်ပါရည် လက်ရှိမှာစံခိုင်ရေးပါတီရဲ့ချင်းပြည်နယ်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေရပါတယ်။ချင်းပြည်ဒေသခံတူဦးကတော့ခုအချင်းချင်းမလိုလားအတဲ့ပြဿနာတွေစတင်ဖြစ်လာတဲ့အခြေအနေမျိုးလို့ရှုမြင်ပြီးခုလိုမျိုးအချင်းချင်းပြန်လဲအေးအေးယူရတဲ့သဘောဖြစ်နေတာကြောင့်ညှိနှိုင်းနိုင်ရင်အကောင်းဆုံးဖြစ်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ အထက်ကဒေါက်တာမုထန်အနေနဲ့သူ့ရဲ့စာကားစာနဲ့ပတ်သက်မှုကိုလုံးဝမလျှော့ဘူးထန်ဒလန်မြုပ်တမျိုးလုံးပြားကျသွားတဲ့အခြေအနေမှာတောင်မှသူ့ရဲ့စာကားစာရဲ့လက်ပါစီလိုမျိုးပုံစံရက်တင်နေတဲ့အတွက်ကြောင့်ဒါကခံစင်းစရာကောင်းပါတယ်စီဒီအက်ထန်ဒလန်အနေနဲ့ဒေါက်တာမုထန်ရဲ့ပိုင်ဆိုင်မှုကိုတင်းစေးတာကလည်းမမှားဘူးလို့ပြောလို့ရပါတယ်အရင်ဒီမိုကရေစီနိုင်ငံမသွားခင်ကပြည်သူတွေခံတင်းတဲ့ပြည်သူပိုင်တင်းဆိုတဲ့ဟာကလှုပ်လာတာတော့တကယ်ရောလှုပ်တဲ့လှုပ်ထိုက်တဲ့ဟာလားဆိုတာတော့ပြန်စဉ်းစားစစ်ချင်တယ်လို့ချင်းဒေတာခန့်တူကပြောပါတယ် 2023ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာအာနာသိန်းစစ်တပ်ရဲ့နိုင်ငံရေးအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ်ဒေါက်တာမှုထံကိုဇုံမီဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှပူဂင်ကောင်းလျာအစာခန့်အပ်ခဲ့တာဖြစ်ပါတယ်။ အာနာသိမ့်ပြီးတနှစ်ခန့်အကြာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်ကထန်တလန်မြို့ပေါ်ဘာသာရေးအဆောက်အအုံတွေအပါအဝင် နေအိမ်အလုံးနီးပါးကိုမီးရှို့ဖျက်ဆီးခဲ့ပြီးမြို့ပေါ်ပြည်သူအလုံးနေရက်စုံကစစ်ပီးတိန်ရှောင်ခဲ့ရပါတယ်။ထန်တလန်မြို့ပေါ်ကအထိုင်ချထားစေဖြစ်တဲ့စစ်ကောင်စီတပ်စခန်းတွေကိုချင်းတော်လှန်ရေးပူပေါင်းတပ်တွေကလည်းဝိုင်းဝန်းပိတ်ဆို့ချက်တောက်ထားပြီးစစ်ကောင်စီကင်းစင်ရေးအတွက် ဆောင်ရွက်လျက်ရှိနေကြောင်းသိရပါတယ်ရှင်။ နောက်တရင်တဘောကတော့မကွေးတိုင်းအတွင်းရှိအမ်ပဒန်းကြားက အရှုချင်းကျေးရွာဆယ်ရွာထမင်းလေးကဒေသခံ3000ကျော်ဟာစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနဲ့စစ်ကြောင်းထုံးမို့တွေကြောင့်နေရက်ဆုံးခွာစစ်ပီးတင်းရှောင်ရပြီးအကူငီများလိုအပ်နေကြောင်းသိရပါတယ်။တချို့ကျေးရွာတွေမှာ2024ခုနှစ်ကလေးကစစ်ပီးရှောင်ရမှုတွေရှိနေပြီးတော့ တချို့ကျေးရွာတွေကတော့2025ခုနှစ်ကစတင်ပြီးနေရက်စွန့်ခွာစပေးတိတ်ဆောင်နေကြရတယ်လို့စပေးဆောင်တွေကိုကိုငွေပေးနေသူတွေထံကသိရပါတယ် စပေးရှောင်တွေနဲ့နီးစပ်သူတို့ကတော့ထွက်ပြေးရတဲ့ရွာတွေကအခုဒီနှစ်ပိုင်းမှဆိုရင်လင်းတဲရွာတို့ဘာတို့ပေါ့နော်အဲ့ဒီရွာကကားလမ်းပေးလဲဖြစ်တယ်စစ်ကောင်စီကအခုနှစ်ဆိုရင်၃ချိန်လောက်လေကြောင်းကနေပြီးတော့ရွာတွေကိုပစ်တာရှိတယ်အချိန်မရွေးစစ်ကြောင်းထိုးလာရင်ဝယ်လို့ရတဲ့အနေအထားမှရှိတယ်အဲ့ဒီရွာတွေလဲစပေးရှောင်ကြတယ်တချို့ရွာတွေကစကားစသတင်းဖျဲသီးသတင်းကြားတာပေါ့နော်ငဖေးမြို့အနောက်ဘက်မှာရှိတဲ့သူတို့ရဲ့ပြိုဟာကုန်းမကြဘူးဒီရွာကိုလေရင်နဲ့ဘုံကျဲမယ်လို့သတင်းတွေလဲလွှတ်နေတီလူသတင်းတွေ ွန့်တော့ကျေးရွာမှာရှိတဲ့ပြည်သူတွေကမနေရဲဘဲနဲ့ရေရှိတဲ့နေရာတော်ထဲမှာရှောင်ရတဲ့အနေအထားရှိပါတယ်လို့ပြောပါတယ်ပရမျိုးနဲ့အနီးဆုံးအရှုချင်းကျေးရွာတွေဟာလက်ရှိမှာနေရဆောင်ခွာစပေးတင်းဆောင်ရပြီးတော့စစ်ကောင်စီနဲ့ရေကန်စစ်စခန်းအနီးကလင်းတဲရွာအပါဝင်မထုံရေသာခပောက်တောင်ဘုံဘောကျွဲတလင်းစပောက်စားတဲ့အရှုချင်းကျေးရွာပေါင်း73ရွာထပ်မင်းဟာလည်းစပေးတင်းဆောင်နေရကြောင်းသိရပါတယ် လက်တလောမှာအရှုချင်းချေးရနှစ်ရွာကိုသတ်မှတ်နေရတစ်ခုကို ပြောင်းရွှေ့ပေးရမယ်လို့စစ်ကောင်စီကအမိန်ပေးထားကြောင်းလည်းသိရပါဗျ။အမ်ပရန်ကြားကစစ်ကောင်စီရဲ့နေရီကစစ်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ်ကထိုးစစ်ဆင်တိုက်ခိုက်ရာ အရှုချင်းကျေးရွာတချို့ပုံကျဲတိုက်ခိုက်ခံရပြီးတဲ့နောက်အနီးအနားကကျေးရွာတွေကလည်းစစ်ဘေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ အမ်ပရန်ကရှူချင်းချင်းရတချို့မှာစစ်ကောင်စီဟာစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့သားသမီးတွေတော်လှန်ရေးလုပ်တယ်လို့ဆွဆွဲကမိဘတွေကိုဖမ်းဆီးခြင်းထောက်ပုလုပ်တယ်လို့ဆွဆွဲကဖမ်းဆီးခြင်းတွေကြောင့်ဒေသခံတွေတော်တယ်တောင်းတယ်မှာစစ်ပေးရှောင်နေရမှုတွေလည်းရှိကြောင်းသိရပါတယ်စစ်ပေးရှောင်ဒေသခံပြည်သူ3000ကျော်မှာအသက်60အရွယ်တက်ကြီးရွယ်ဦးတွေမွေးကင်းစကလေးငယ်တွေကျောင်းနေရွယ်ကလေးငယ်တွေပါဝင်နေပြီးတော့လူသားချင်းစာနာအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ် စစ်ဆောင်တွေကရေရှိတဲ့နေရာမှာစစ်ဆောင်စခန်းပုံစံတဲလေးတွေထိုးပြီးတော့နေတယ်။စားနပ်ရိက္ခာတွေခက်ခဲနေပါတယ်။စားကားစားကစားတော့ကုန်တွေကိုလည်းလမ်းကြောင်းတွေပိတ်ထားတော့စီစားငပိကအစခက်ခဲနေသလိုစေဝါတွေကလည်းဝယ်ယူပြတာအရန်ခက်ခဲပါတယ်လို့စပေးဆောင်တွေနဲ့နှိဆက်သူတို့ကပြောပါတယ်။အရှက်ဖက်အဖွဲ့အစည်းများလူသားချင်းစာနာထောက်ထားမှုအကူအငယ်တွေပေးနေတဲ့အဖွဲ့အစည်းတွေအနေနဲ့တက်ဆိုင်ရာအဖွဲ့အစည်းတွေကိုချိတ်ဆက်ပြီးကူငင်ထောက်ပံ့မှုပေးဖို့လိုအပ်နေတယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်အမျိုးနဲ့မကွေးတိုင်းပဒံမြုပ်ကိုစစ်တွေဖောက်လုထားတဲ့ကားလမ်းပေါ်ရှိစစ်ကောင်စီတပ်စခန်းတွေကိုအရခတက်တော်နဲ့ဒေါ်လာရေးပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ချင်းပြည်နယ်ဒေဒီမြို့ကစစ်ကောင်စီတပ်ဖွဲ့ဝင်တူတက်ချက်တယောက်ဟာလက်နက်ခဲယမ်းတွေနဲ့အတူမလ19ရက်နေ့မှာအလင်းဝင်ရောက်လာကြောင်းကို PDF ဆိုလန်းကမလ22ရက်နေ့ကထုတ်ပြန်ပါတယ် အလင်းဝင်ရောက်လာသူအသက်36နှစ်အရွယ်ဒုတက်ချက်မင်းစိုးကိုပိုင်အမှတ်တာဝန်ဖို့မင်းဆောင်96658ဖြစ်ကသူ့ရဲ့မိခင်တက်ဟာခအခြေဆိုင်ခလာယာ266တရင်ကနေတိတိအခြေဆိုင်ခလာယာ269မှာတွဲဖက်တာဝန်ထမ်းဆောင်နေသူတယောက်ဖြစ်က MA တနက်တလဲဂျေဘောက်6ခုလက်ပြပုံးတလုံးဂျီဆန်တွေအပါဝင်စစ်အသွန်ဆောင်ပစ္စည်းတချို့တွေနဲ့အတူအလင်းဝင်ရောက်လာခဲ့တာလို့ဆိုပါတယ် ချင်းမြေမြောက်ပိုင်းနောက်ဆုံးလိုင်းမှာပါဝင်ထောက်ပို့တာတွေအပြင်မြေပြင်မှာလည်း PDF ဆိုတဲ့အဖွဲ့နဲ့အတူနိုင်ငံတာဝန်ထမ်းဆောင်ဖို့အတွက်တင်တန်းသူတင်တန်းသားအစ်စ်တွေလက်ခံနေပြီဖြစ်တာကြောင့်လူငယ်တွေအနေနဲ့စစ်ကောင်စီတပ်ကိုတွန်းလှဖို့စီရင်ပေးသွင်းနိုင်ပြီဖြစ်တယ်လို့လည်းသိရပါတယ် ပြီးခဲ့တဲ့ February လ25ရက်နေ့ကလည်းတိတိအခြေဆိုင်ခလာရ26ကိုတည်ရင်ကတက်ကြက်ကြီးမင်းမင်းတောင်းပုံမင်းဆောင်36653ခွန်ဟာခဲရွှေနယ်အတူ PDF Solency ကိုအလင်းဝင်ရောက်လာခဲ့ပါသေးတယ်ရှင်။ ဟုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်